မင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှတော့ပွဲစဉ်38ကိုရင်ခုန်ဖို့ချက်ပြန်လိဝင်ခွင့်စိတ်ဝင်စားဖို့ကောင်းတယ်နော် Man City Newcastle Chelsea Villa Nottingham Forest ဘယ်သင်းကချက်ပြန်လိဝင်ခွင့်ရပါမလဲချက်ပြန်တွေ့ရ Liverpool ကပြီးသွားပြီဒီနေ့မှချက်ပြန်လိဝင်ခွင့်တွေ့ရင်ခုန်ဖို့တွေ့ကျွန်တော်တို့ပွဲစဉ်တွေချက်လောက်ကြည့်လိုက်ရအောင် Okay โอเคဒီနေ့ပွဲစဉ်38လေးစလိုက်အောင်ပွဲစဉ်38မှာလို့9နိုင်ခွဲမှာတပြိုင်တည်းကန်သွားမယ်ဦးဆုံးစောဆုံးပွဲလာမှာဘုံမောက်နဲ့လင်စတာနဲ့ဘုံမောက်အရှစ်ပွဲစဉ်မှာမန်စီးတီးကို3-1နဲ့ရှုံးတာတယ်လင်စတာအက်စတရာတောင်2-0နဲ့နိုင်ရရှိတာတယ်လင်စတာပရီးမီယာလီဂ်နောက်ဆုံးနှုတ်ဆက်ပွဲဆိုတော့စွမ်းကိုကြိုးစားမှာမလားဒီပွဲစဉ်မှာလေဘုံမောက်နဲ့လင်စတာကိုဘက်လီက 30ကို30မှာတော့ကျွန်တော်ပွဲစဉ်ကိုခတ်မှန်းမှန်းဆိုဒီပွဲစဉ်ယူနှစ်ကိုတကိုးဆိုတဲ့အနေထားနဲ့ဘုံမောင်နိုင်ရရှိမှာခံမှန်းလိုက်ပါလေ Sweat down the west side Sweat down the west side Sweat down လေရှစ်ပွဲစဉ်မှာ Leicester ကို2-0နဲ့ရှုံးတာ West side လည်းရှစ်ပွဲစဉ်မှာ Nottingham Forest ကိုအိမ်ငွေးမှာလောရှုံးနေပါဒီပွဲစဉ်ရလို့သူကတော့ light check ရမှာပေးတဲ့ဘက်တွေက3.00နဲ့2.20 ဒီပွဲစဉ်ကြီးကတော့အဆွဲတောင်းလဲနောက်ဆုံးနှုတ်ဆက်ပွဲပဲပရီးမီးယားလိတွေဒီပွဲစဉ်ကြီးလည်းတကိုးတကိုးဆိုရသေးရလိုက်တယ်ပွဲစဉ်ခံမှန်းလိုက်ပါတယ်ဘူးနဲ့ဘရက်ဖို့ပွဲစဉ်လေးရောဘူးကလည်းရှစ်ပွဲစဉ်မှာဂိုးပြတ်ရှုံးသွားနော်ပရစ်စတပဲလေးဖို့တူနေလားဘရက်ဖို့ကလည်းအိတ်ဝင်းမှာလားဖူဟန်ရှုံးနေပါဒီပွဲစဉ်ရုံးရမှာပဲပေးထားတာလည်း2.85နဲ့2.35တော့ပေးထားရဆိုတော့ ဘရက်ဖို့ပဲခမရလို့အာကုမလားဥပါဒံပဲအာကုမလားဒီပွဲစဉ်ကြီးလဲဘရက်ဖို့နှစ်ကိုတကိုဆိုရဲဝေးရလိုက်နဲ့ပြီးဆုံးအောင်လို့ခမလိုက်ပါလေနောက်တစ်ပွဲတော့စောင့်တတန်နဲ့အာဆင်နယ်စောင့်တတန်ရှစ်ပွဲစဉ်မှာအေဗာတန်နှစ်ကို0နဲ့ရှုံးနေပါလားအာဆင်နယ်ကလည်းနျူကာဆယ်ကို2-0နဲ့ရှစ်ပွဲမှနိုင်ပါဘူး။ချက်ပြန်လိအတွက်သူအမှတ်ကိုယူရသဘောလို့ပြောလို့ရတယ်။နျူကာဆယ်ကလည်းတိုင်ပတ်ပါဘူး။ ပေးထားတဲ့ဘက်လေက level point 00နဲ့1.27တော့ဒီပွဲစဉ်ရရတော့ကောင်းများစဉ်းစားမိတော့ Arsenal ပဲပေါ့ Arsenal ဒီပွဲစဉ်မှာတတရရပဲ290ဆိုပြီး900ရလာနဲ့ပြီးဆုံးအောင်ခမန်းလိုက်ပါလေချစ်ပြက်နေတဲ့ Spa တို့တော့ညာလေ Europa League လည်းလက်ဆက်ဆက်ယူတာ Brighton နဲ့ပေးထားတဲ့ဘက်လေက4.20နဲ့1.70 Premier League ကို ရှော့တွက်လိုက်တယ်လို့ပြောရမှာပဲ Brighton ကတော့အပေါ်ရောက်သွားတယ်နော် Spurs ရဲ့နောက်ဆုံးပွဲစဉ်ကစတော့ပြီးတော့2-0နဲ့ရှုံးထားတယ် Brighton Liverpool 3-2နဲ့တိုက်ထားတော့ Brighton သူကြေးကြောပေးတဲ့အနေထားရောက်သွားတာပေါ့ Brighton ကလည်းဒီပွဲစဉ်မှာ Spurs နဲ့ Brighton တရည်ပဲဗျာနှစ်ခုနှစ်ခုဆိုတရည်နဲ့ပြီးဆုံးမယ်လို့ခန့်မှန်းလိုက်ပါ Liverpool နဲ့ Crystal Palace ပေးထားတဲ့ဘက်လေက5.3စိတ်နဲ့ စစ်ပွိုက်စီစီလီဗာပူးကရှစ်ပွဲစဉ်မှာ Brighton 3-2နဲ့ရှုံးထားတယ်ခရစ်စတယ်ပဲလီကဥ4-2တော့အုပ်ထားနော်ဒီပွဲစဉ်မှာလည်းလီဗာပူးရဲ့နိုင်ရရှိမယ်လို့နှစ်ဂိုးတစ်ဂိုးဆိုရယ်ကိုရလန်နဲ့ခံမှန်းလိုက်ပါတယ်ဗျာဒါပြီးတာနဲ့ကျွန်တော်တို့ဖူဟန်နဲ့စီတီပွဲလေးသွားအောင်နည်းအရေးကြီးလာပြီနော်နည်းနည်းအရေးကြီးလာဖူဟန်နဲ့မန်စီတီ ဟူဟန်ကလည်းရှစ်ပွဲစဉ်မှာဝေးကွင်းမှာလောဘရက်ခုနှကိုးသုံးခုနဲ့နိုင်တာနော်မန်စီးတီးကလည်းဘုံမောက်3-1နဲ့တော့အုပ်ထားပေးရတဲ့ဘက်တွေက5.25နဲ့1.60မန်စီးတီးကအနိုင်ကိုတွက်မှရဒီပွဲသာမနိုင်ဘူးဆိုချက်ပဲလေးဝေခွဲတဲ့တော်တော်ထိပါဆိုတော့ဒီပွဲစဉ်မှာမန်စီးတီး9ရတောက်လိုက်ကျွမ်းလိုက်ရင်မဖြစ်နိုင်ပြင်မဲ့လေ290လောက်ကိုပြတ်သွားနိုင်ရင်နော်ညူကာဆယ်နဲ့အဘာတန် စိတ်ဝင်စားစရာကောင်းတာပဲ new castle champion league ဝင်ခွင့်ရှိတယ် new castle နဲ့ဖတ်တိပေးတာ1.33နဲ့8.5ဈေး new castle arsenal 1ဈေးနဲ့ရှင်းထားတယ် everton က south tottenham 2ဈေးနဲ့နိုင်ထားတော့ပေးထားတဲ့ဘက်တရားလည်း champion league ဝင်ခွင့်အတွက်ပဲပေးထားရလားမသိဘူးဒီပွဲစဉ်မှာလည်း new castle နိုင်မှာပါ new castle နှစ်ခုတခုဆိုရယ်ခွေးရလာနဲ့နိုင်ရရှိမှာကိုခံမှလိုက်ပါတယ်ရေးကြည့်တဲ့ပွဲစဉ်နောက်နှစ်ပွဲလာပြီး မန်ယူနဲ့ဘီလာဘီလာရှစ်ပွဲစဉ်မှာစပေါ့2စီးနဲ့နိုင်ထားတယ်မန်ယူကချက်စီကို1စီးနဲ့ရှုံးထားတယ်ပေးထားတဲ့ဘက်လေ4.33နဲ့1.70မန်ယူဆိုတာအိမ်ဝင်းမှာတော့ကြေးကြွားတော်တော်ကိုစိုးရရင်တော့နေထားကြီးอ่ะဘီလာတော့ပေးထားဘလို့ခမမ်းမလဲဒီပွဲစဉ်ဘလို့ထင်းတယ်ရှောင်လိုက်ရမလားဒီပွဲစဉ်ယူမန်ယူနဲ့ install ပြီလားတကိုးတကိုးဆိုတော့တေးရလိုက်နေကျွန်တော်ခမန်းပတ်လိုက် Okay ရေးကြီးဆုံးပွဲဖောရဲနဲ့ချက်စီပေးရတဲ့ဘက်တွေက3.00နဲ့2.20ဖောရဲရဲ့ရှစ်ပွဲစဉ်မှာဝေးခွင်းမှာတော့နိုင်ထားတာနော်ဝက်ဆောင်12နဲ့ချက်စီကလည်းအိမ်ခွင်းမှာမန်ယူနိုင်ထားတော့ဒီပွဲစဉ်ကြီးကလိုလေလာမလဲ ပေးထားတဲ့ဘက်တွေကိုကြည့်မနေတော့ချက်စီးတပွဲကိုအားကိုထုတ်မလားယူရိုကော့ဖရက်လေးရလဲချက်စီးမှာကြံသေးရင်နော်ဒီပွဲစဉ်ကြီးကိုကျွန်တော်ရဲ့ဂိုးခတ်မှန်းကြရလောပွဲစဉ်ကြီးကိုလဲချက်စီးနှစ်ဂိုးတကိုးဆိုတဲ့ကိုရလာနဲ့အနာရရှိမှကျွန်တော်ပွဲခတ်မှန်းရင်ねကျွန်တော်တို့ရဲ့ပရီးမီးယားလိပွဲစဉ်38ရက်နေပြီးတော့နှုတ်ဆက်လိုက်ပြန်နောက်နေ့ transfer သတင်းလေးတွေနဲ့ပြန်လာခဲ့မယ်နော်ကျေးဇူးတင်ပါတယ်